ဒနန်းမဆလာချက်လေးကိုကြည့်ပြီးသွားရင်တော့တိုင်းစတိုင်ဂနန်းအုံတို့မဆလာချက်ကိုထပ်ပြီးမိတ်ဆက်ပေးပါဦးမယ်။ဂနန်းကိုတမရိုးကြချက်ပုံချက်နီးတွေကနေခွဲထွက်ပြီးထူးထူးခြားခြားဖြစ်အောင်ချက်လိုက်တော့အရသာကဗာများကွာချသွားလေ။သမိုင်းလန်းစုံကစီတီမတ်မှာဖွင့်ထားတဲ့ Suki Express စားတောက်ဆိုင်ကစဖို့မူကိုရံမျိုးအောင်ကဂနန်းအုံတို့မဆလာချက်ကိုပြင်ဆင်ချက်ပြုတ်ပေးပါမယ်။ပါဝင်ပစ္စည်းတွေကိုတစ်ခုချင်းရွတ်ပြမယ်နော်။ပြီးရင်တော့စဖို့မူကြီးကိုအလှည့်ပေးရအောင်ပါ။ ချက်သွန်အဖြူအနီထိုင်းမစလာငရုတ်သီးအနီရောင်ခယူစီတရုတ်စီမွေးပြည်စည်းငံပြရေးထိုင်းပင်စိန်စာချက်သားမှုံချက်ဥလကြစပလင်ဂျင်းရှလကာရင်နဲ့အုံနို့တွေကတော့ပါဝင်ပစ္စည်းတွေပါငရုတ်သီးအပွားရောင်ကိုထောင်းပြီးစီတက်ထားတဲ့အနှစ်လဲလူတယ်နော်ရနေထားအောင်နော်ဆက်တော့နေလာဆိုးလေးပူတယ်ပြည်မှာဒီနေ့ရှင်းတော့နေထားရအောင်ကျွန်တော်ကျွန်တော်ပြန်စီ နောက်ပြည့်စည်ပြီးသွားတာကျွန်တော်တက်တုံပြီးမြေပြင်းတော့အဲအမ်းမင်းကြီးတို့အဲလုံးလုံးလေးစဉ်းစားတော့ကျွန်တော်စီစီတက်စီတက်လေးစီတက်ပြီးတော့ကျွန်တော်ဒီစီတက်နေရှင်မှာကျွန်တော်ဟာလေးကာလီပေါင်အဲကာလီကာလီပေါင်လာနည်းနည်းရှိုက်တယ်ဒါကလည်းနည်းနည်းအဲကောင်ကငွေလေးနည်းနည်းပြန်သွားပြီးတော့ကျွန်တော်အချို့အင်းညို့အင်းညို့ဒီညို့တယ်မှာကျွန်တော်ကျွန်တော်ခီးစီခီးစီတက်တက်တက်တော့ကောင်းလေးငယ်ငယ် နောက်ခုကကျွန်တော်ချိုမှုတို့ကျောင်းမှုတို့ကြားတို့ပြီးပါပြီသူ့ကိုနည်း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 ခက်ကြကြလေးထားပြီးဘာလို့ခေါ်တော့ကျွန်တော်စီဝဲတက်တယ်ဝင်တာကကြည့်နေခက်ကြကြရေးရှာခံလို့ကြောက်ကြမှာကျွန်တော်ကကျွန်တော်အုံးလုံးနေနေတဲ့အရင်ရိုက်ဂျာမီကာမှာကျွန်တော်ဟာကျုပ်ကျုပ်ကဘာနည်းနည်းကာလာလေးလေးဝင်းဝအောင်ရိုးရိုးကနန်းချက်တာနဲ့ကြွားချတာကတော့ အုံတို့အရသာစိမ့်စိမ့်နဲ့အနံ့ပြင်းပြင်းထိုင်းပင်စိမ့်နဲ့ထိုင်းမစလာတို့ရောနှောပေါက်ဆက်နေတာကထူးခြားမှုတစ်ခုပါ။ဆိုင်းမှာကနန်းအုံတို့မစလာချက်ကိုထမင်းနဲ့လည်းတွဲဖက်ရနိုင်ပါတယ်။ Suki Express ကတော့မြင်းနီကုန်းနဲ့သမိုင်းကစီတီမတ်တွေမှာကဆိုင်စီဖွင့်ထားပြီးထိုင်းနဲ့တရုတ်အစားအစာတွေပြင် ဟော့ပေါ်လည်းရပါတယ်။ဟော့ပေါ်ကတော့လူအရေအတွက်လိုက်မှားနိုင်ပြီး ကိုကြိုက်တဲ့အမေတွေကိုစားရွက်မှာအမှတ်ချက်ရတာပါ။ကဲတလက်စားတဲ့ဟော့ပေါ်အကြောင်းလေးပါဆက်စုကြည့်ရအောင်ပါ။ဟော့ပေါ် အားလုံးကြီးလက်လုံးဟိုရိမေးရေတုံးဟာရခေဒီဘင်းချေရောမပြီးအသားသေးတာဒီပီတင်းအားလုံးပီတင်းအားလုံးပီတင်းအားလုံးပြန်နောက်ကမပေးအပြင်ညုံနိုင်ဘူး